皆さんこんにちは。アルミミングラバー。ディビデオマガディスマートメ漢字あてて縫いだ。ディ1日目へ。ドゥヤアパイもの。パート2。アロン1個アロン20縫いとじゃめ。エディティママ、ファトマビデオマアロン4ロン。ထုတ်ပြီးသွားပြီပေါ့နော်အခု6လုံးထပ်ပြီးတော့မှຫນွေးကြမယ်ဒါဆိုရင်ဒီမှာပထမအဆုံးဒီတလုံးကကြတော့ဒီမှာရေလေးလဲရေဆက်ပါမယ်အမိုးအောက်မှာဒီမှာဟာပေါ့နော်ဟတ်ချီလိုမျိုးဒီလိုမျိုးခြေတောက်လိုလိုဒီလိုနှချောင်းပါမယ်အောက်မှာတစ်ပင်လေးပေါ့နော်ဒါကကြတော့ သူရဲ့ခွင့်ရောက်မရကြတော့ဖူခိုင်ဘောနော်ဖူခိုင်နက်ဆိုင်တော့ဖူခိုင်ဘောနော်နက်ဆိုင်တော့အဲဆိုရင်သူရဲ့အုံရောက်မရကြတော့ရှင်းဘောနော်ရှင်းဆိုတဲ့အုံရောက်မရှိတဲ့အဲဆိုရင်ဒီမှာညနဲ့ပေါင်းလိုက်မယ်ဆိုရင်ရှင်းညနက်ဆိုင်နဲ့ညဆိုတော့ညလေကောင်ဘောညတကောင်ဘောနော်ညရဲ့အနက်ဆိုင်ဆုံးအချိန်ကကြတော့ညတကောင်ရံဘောနော်ညတကောင်ရှင်းညအဲဆိုရင်ဒီမှာကြတော့ရှင်းဒါခိစားမှုရဲ့ခန်းကြီးအဲဆိုရင်သူကကြတော့ခုခုဘောနော်သူရဲ့အုံရောက်မှုကခုခုရှိတယ်အဲဆိုရင်ဒီမှာရှင်းနဲ့ပေါင်းလိုက်တဲ့အချိန်ကြတော့ရှင်းခုခုနာ ရှင်းခခုနာအကြတော့လေးလေးနက်နက်ရှိတော့ဘောနော်ရှင်းခခုနာလေးလေးနက်နက်ရှိတော့အဲဆိုရင်ဒီမှာခယူလေးခယူလေးရှိမယ်အမိုးအောက်မှာဒီမှာဂျေလိုမျိုးလေးပေါ့နော်အဲဆိုရင်ဒါကြတော့သာမဲရုဘောနော်သာမဲရုစုဆောင်းမယ်ပေါ့နော်အခါနေဝသာမဲရုမီဇူဝသာမဲရုရေတွေကိုသာမဲရုလုပ်ထားပဲပြီးတော့အခါနေပတ်စံတွေကိုသာမဲရုပတ်စံတွေကိုစုမယ်ပေါ့နော်စုဆောင်းဒီဆိုရဟာသာမဲရုအဲဆိုရင်သူရဲ့ဥယျာဉ်မြေကကြတော့ချော့ရှိရပေါ့နော်ချော့ ဲဆိုတော့ဒီပတ်စံနဲ့ပေါင်းလိုက်တဲ့အချိန်ကျတော့ talking talking ဆိုတာကဟုတ်ကနေဝသမီးတို့ကိုပတ်စံကိုပတ်စံစုစုဆောင်နေပေါ့နော်ပတ်စံကိုစုဆောင်နေပတ်စံစုတယ်ပေါ့ဟုတ်ကနေဝသမီးတို့ talking စုလို့အဲဆိုရင်နောက်တစ်လုံးကကျတော့ဒါစုစုမှုပေါ့နော်စုစုမှုထုတ်ပိုးဒီစုစုမှုထုတ်ပိုးဒီဒီမှာလေအထဲမှာဒီလိုတစ်ခုပေါ့နော်အထဲမှာတစ်ခုကိုအပေါ်ကနေတစ်ခုနဲ့ပြန်ပြီးတော့အုပ်လိုက်တဲ့ ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ထုတ်ပိုးပါဗောနော်အမျိုးဆူဆူမှုဆူဆူမိထုတ်ပိုးဒီသူရဲ့ဥယျာဉ်မြေကကျတော့ဟိုးရှိတယ်ဟိုးဗောနော်ဟိုးအဲ့ဆိုရင်ဒီဟိုးတိုင်းဒီစကားလုံးနဲ့ပေါင်းလိုက်ရင်ကြတာကျတော့ဟိုကပတ်ဆိုတဲ့ခန်းကြီးလေးဗောနော်အဲ့ဆိုတော့ဟိုးတိုင်းဆိုတော့ကပတ်ပတ်တယ်ဗောနော်ပတ်တယ်ထုတ်တယ်ဆိုတော့ပတ်တီးဗောဟိုးတိုင်းပတ်တီးဟိုးတိုင်းပတ်တီးဆူဆူမှုဟိုးတိုင်းအဲ့ဆိုရင်ဒီနောက်တစ်လုံးကကျတော့ဒီမှာဒီအမိုးလေးနဲ့ဒီအဆက်နှစ်ဆက်ဆိုတာကကုတရဲ့နာကျင်နေဆိုတဲ့ခန်းကြီးတွေရဲ့ ီလိုပုံစံမျိုးလေးလေးเนาะဒီအီတာမီဆိုလဲဒီအထင်းမှာမနဲ့ဒီလိုခြံစည်းရိုးပုံစံမျိုးပေါ့เนาะအဲ့ဆိုရင်ဒါဒါဆိုရင်ကတော့ဒီမှာရေးပြမယ်เนาะဒီမှာရေးပြဒီမှာအီတာအီတာမီအီတာမီဆိုရင်ကဒီလိုပုံစံလေးပေါ့ဒီအမိုးမှာပါမယ်เนาะဒီလိုရေးဆက်နေဆက်နေဒီမှာမဆန်ကဒီခြံစည်းရိုးလိုမျိုးဒီဟာရေးကိုကြော်လိုက်တဲ့အချိန်မှာသူပြေးသွားပြီးတော့မှအနာကျင်ခံစားရတယ်ဆိုပြီးတော့မှကျမတို့မှတ်တယ်ပေါ့နော်ဒါဆိုရင်အီတာမီပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဘီယောပေါ့နော် ဘျောအင်းဘျောအင်းရဲ့ဒီဘျောဒီမှာခဏနင်းနေခွာလာမှာနော်ဒါဆိုရင်လည်းဒါဆိုရင်လည်းဒီမှာအမိုးအောက်မှာရေဆက်ရေဆက်လေးနေပေါ့နော်ဒါဆိုရင်ဘျောအမိုးအောက်ဒါဆိုရင်ဒီမှာအထဲမှာပေါ့နော်အဆောက်အဦရဲ့အထဲမှာလူတွေကိုကူတာတဲ့ဘျောအင်းပေါ့နော်ပြီးတော့နောက်တစ်လုံးကကြတော့ဒီဒီလူမျိုးအမိုးနဲ့ဒီရေဆက်ဆိုတာကသူကကျတော့ဒီနာကျင်တာကူတာတာပေါ့နော်ဒီဆေးဘက်ဆိုင်ရာသကလုံးတွေမှာပြီးတော့စကားတွေလို့ရှိတယ်ရယ်နော်ဒါဆိုရင်စကားအော်စူကဘာဖြစ်စကား ရေရုစကားရေရုပေါ့နော်စကားရေရုမှာလည်းဒီခန်းကြီးလေးပေါ့နော်သူကကျတော့ခဝဒီအထက်ကကျတော့ခဝခန်းကြီးပေါ့နော်အဲဆိုရင်ဒီဒီအမိုးအောက်ဒီရေဆက်ဆိုတာ ਨੇ သူကကျတော့ဒီကုတာဒီနာကျင်ဒီဒီဆေးရုံကုတာတဲ့ဆိုင်ရပေါ့နော်အဲ့လိုမျိုးစကားလုံးလေးတွေလာတယ်ဆိုတာကိုဒါလေးကိုကိုကိုပြပြတည်စီချင်ပါတယ်ဒါဆိုရင်ကတော့အီတာမီဒါဆိုရင်ဘီယိုအင်းတရားပေါ့နော်ပြီးတော့ဒါကကျတော့စကားရေရုပြီးတော့သူနဲ့သူတဲ့စကားလုံးလေးတွေရှိပါတယ်သူနဲ့စကားလုံးသူ့ရဲ့အတန်ထွက်တွေကလည်းရရောပဲဒါဆိုရင်က သူ့ရဲ့အုံယုံမိပဲရှိရပါတော့ရေရော့အဲဆိုရင်ဒါလေးကိုအရင်ရှင်းလိုက်မယ်နော်အဲဆိုရင်ရေရော့ဆိုတာကဒီကုတတီဆိုတဲ့ဆေးဆေးကုတတီဆစ်ဆေးဒီဆိုတဲ့အတိတ်ပဲရှိရဲအဲဆိုရင်ဒီမှာလည်းပဲရှင်းရေရော့ဒါကြတော့ရှင်းတန်ခန်းကိုရှင်းတန်ရဲ့ရှင်းပါတော့ဆိုရင်ရှင်းရေရော့ဆစ်ဆေးချင်းဆေးကုတချင်းအဲဆိုရင်ဒီမှာကြတော့နာဝရုရဲ့ခန်းကြီးပဲဒါလေးပေါ့နော်နာဝရုရဲ့ခန်းကြီးအဲဆိုရင်ဒါကြတော့ချီရီယောဖြစ်သွားမယ်ပေါ့နော်အဲ့ဆိုဒီရှီရီယောနဲ့ချီရီယောကဘာကွာလဲဆိုတော့ဒီရှီရီယောကကြတော့ ဆေးကိုစစ်ဆေးပြီးတော့မှကုတာဒီလူနာမှာဘာယောဂါရှိတယ်လဲဆိုတာကိုစစ်ဆေးလာအဲ့တော့ကျတော့ရှင်းလို့ရောဒါကျတော့ချီလီရောဆိုတာကဒီပျောက်အောင်ပေါ့နော်အနာတွေကိုပျောက်အောင်ကုတာတယ်အဲ့ဒါကျတော့ချီလီရောပေါ့နော်ဒါကျတော့ရှင်းလို့ရောက စစ်ဆေးတယ်ဒါချီလီရောကျတော့ကုတာတယ်အနာတွေကိုကုတာတယ်ဆေးကုတာတယ်ပေါ့နော်ဒါဆိုရင်ဒီခန်းကြီးနဲ့တူတဲ့ခန်းကြီးလေးပေါ့နော်နားမရေးလို့မရတော့ဒီနားမရေးပြမယ်နော်ဒီနားမရေးပြမယ်ညှုပ်တော့မလားတော့မသိဘူးနော် ာဒီနားမှာရေးပြလိုက်မယ်ဟုတ်တယ်ဒီကဖြတ်လိုက်ဒီနားမှာရေးပြမယ်နော်အဲ့ဆိုရင်ခုနကတော့ရရောနဲ့တူတဲ့ဟာကတကယ်လို့ဒိုဒိုရရောပူချန်ကဲဒိုဒိုရရောဒီမှာဆိုရင်ဒီမှာခုနကတော့နေရာကကြတော့ခုနကတော့ခုနကတော့ဒီရရောမှာကြတော့ဒီအမိုးလေးနဲ့ပေါ့နော်အမိုးလေးနဲ့ဒီ ရင်းဆက်လေးဆိုရင် तू ကဆေးကုသရဲ့ဆိုင်ရပြီးတော့မှဒီနာကျင်ခန်းစားမှုတွေနဲ့ဒါကတသက်ရှင်းပြီးသွားပြီအဲ့ဆိုရင်ဒီအထေးကဒီအပိုင်းလေးကိုပြောချင်တာပေါ့နော်ဒီအပိုင်းလေးကဒီအရှိမနင်းပန်းလေးပေါ့နော်လူဆိုမှတော့ဒီလူနဲ့တဆိုင်တဲ့အရာပဲဖြစ်မှာပေါ့နော်အဲ့ဆိုရင်ဒိုရီယောဒီရီယောဒိုရီယောဆိုရင်လုတ်ဖော်ကင်ဖက်နော်လုတ်ဖော်ကင်ဖက်ဒိုရီယောလုတ်ဖော်ကင်ဖက်ပြီးတော့နောက်တစ်လို့ရှိသေးတယ်အဲ့ဒါကြတော့ဒီရီယောဆိုရဲပေါ့နော်ရယောဆိုတဲ့အဆောင်ခန်းကြီးလေးပေါ့နော်။ဆောင်ခန်းကြီးလေးဒီမှာနော်။အမိုးအောက်မှာ အမိုးအောက်မှာဒီအထေးကဒီဒီပုံစံလေးပေါ့နော်ဒီအထေးကဒီဟာလေးကိုအမိုးအောက်မှာထည့်လိုက်မယ်ဆိုရင်ဒါကရရော့ပေါ့နော်အဆောင်ဆိုတဲ့ခန်းကြီးလေးပြီးတော့သူ့ရဲ့အရှိမနင်းပတ်လေးဆိုရင်ဒါကြတော့ဒိုးရရော့ဆိုတဲ့လူနဲ့ဆိုင်တာမို့လို့ဒိုးရရော့ဆိုတဲ့လို့ပေါ့ကင်ဖက်အဲ့ဒါနဲ့သူ့ကိုအမိုးထည့်လိုက်မယ်ဆိုရင်ဒီရရော့ကုတာတဲ့ရရော့ဖြစ်သွားမယ်အဲ့ကြောင့်မလို့မင်းနှဆန်တို့ကဒီမှာအခုတခုအကြံပေးမယ်ပေါ့နော်ဂျာမာဒီစမေးပွဲမှာပေါ့နော်ဒီခန်းကြီးရွေးတဲ့အချိန်မှာကိုကဒီခန်းကြီးကိုမသိဘူးဒါပေမဲ့သူနဲ့ဆင်တူတဲ့ခန်းကြီးပုံစံကိုတီးခဲ့တယ်ဆိုရင်အဲ့ဒီ အများပိုင်းอ่ะဗောနောခန်းကြီးတွေအများပိုင်းကပုံစံတူတူမယ်ဆိုရင်အတန်ထွက်ဒီအိုးယုံမိတွေကလည်းတူတာများတယ်ဗောနောဒီ၃ခုဆိုရင်အခုဒီမှာပုံစံတူတဲ့ဒီမှာကျတော့နင်းပန်းလေးပဲကွာသွားတယ်ဒီမှာအမိုးပြီးတော့ဒီမှာကျတော့အမိုးနဲ့ရေဆက်နေဗောနောဒါဆိုရင်ဒီ၃ခုကအိုးယုံမိရရောဆိုတာရှိရယ်ဗောနောတကယ်လို့စာမေးပွဲမှာဒီဒူးရရောတာပါခဲ့တယ်ကျမတို့ကဒီရရောကိုမတိခဲ့ဘူးဗောနောဒါပေမဲ့ဒီအတန်ထွက်ကိုကျမတို့တိထားတယ်တိထားတယ်ဆိုတော့သူနဲ့ပုံစံတူတာမို့လို့ဒီဒူးရရောဒူးရရောကိုယူလိုက်မယ်ဗောနောမှန်ပါတယ် ဒါပေမဲ့ဒါနောက်ဆုံးဂိတ်ဆုံးကိုမတိတော့တဲ့အချိန်မှာပြောတာเนาะတကယ်လို့တိရင်တော့တခါနဲ့ရွေးမယ်ပေါ့เนาะတကယ်လို့လုံးဝမတိတော့ဘူးဆိုရင်ဒီအဖြေကိုရွေးတဲ့အချိန်မှာမန်းပြီးတော့မှဒီတိုင်းကြီးမရွေးပါနဲ့နည်းနည်းလေးဒီခန်းကြီးကိုခွဲချမ်းဆိတ်ပြပြီးတော့ကြည့်ပေါ့เนาะခွဲချမ်းဆိတ်ပြပြီးတော့ကြည့်လိုက်တဲ့အချိန်မှာကိုကဒီအတန်ထွက်မတိဘူးဒီခန်းကြီးမတိဘူးဒါပေမဲ့ကိုတိထားတာဒီခန်းကြီးရှိတယ်သူနဲ့ပုံစံတူတယ်ဆိုရင်အတန်ထွက်ကလည်းအွံ့ယုံမိရလဲတူနိုင်ချင်များပါတယ်ရခိုင်တို့များတယ်ပေါ့เนาะအဲ့ဒါကြောင့်မို့လို့ဒီလိုမျိုးတူတဲ့ ပုံစံမျိုးရှိတဲ့စကလုံးလေးဆိုရင်သူ့ရဲ့အတန်ထွက်ကိုပဲတွားပြီးတော့မှအဖြေရွေးလိုက်ပါအဲ့ဒါကမန်နိုင်ချေပို့ပြီးများတယ်ပေါ့နော်ခုလို2 3 3 3ထက်အဲ့လိုမန်ပြီးရွေးတာထက်ကဒီလိုရွေးတာကပို့ပြီးတော့မှမှန်ပါတယ်ဒါလေးကနောက်ဆုံးဂိတ်ဆုံးပေါ့နော်စာမေးပွဲမှာကိုမသိခဲ့ဘူးဆိုရင်ဂိတ်ဆုံးစဉ်းစားရမယ့်ပုံစံကိုပြပြသွားတာပေါ့နော်ဆိုရင်နောက်ဆက်မယ်ပေါ့နော်ဆိုရင်ဒီနောက်ရောက်သွားပြီအဲ့ဆိုရင်ဒီစကလုံးလေးကဒါလေးကဖုဆိုတဲ့ဒီအရေးပြားပေါ့နော်ဟာတာဆိုတဲ့အတိတ်ပဲရှိပါတယ်ဟာတာဒါပေမဲ့ဒီဟာတာကကြတော့ ဒီခန်းကြီးနဲ့ပို့ပြီးတော့မသုံးတာပေါ့နော်အပြင်မှာကျတော့ဒီဟာဒါပေါ့နော်ဒီဟာဒါနဲ့ပို့ပြီးတော့မသုံးတယ်ပေါ့နော်အပြင်မှာဟာဒါစကလုံးကကျတော့ဒါပေမဲ့ဒီရဲ့ခွေရောင်မီကလည်း तू ကလည်းဟာဒါရှိပါတယ် तू ကကျတော့ဥယျာမီကကျတော့ food ပေါ့နော်အဲဆိုရင်ဒီမှာအရေးပြားနဲ့ပြန်ပြီးပေါက်လိုက်တဲ့အချိန်မှာကလည်းပဲ he food ဆိုရင်ပါလေအရေးပြားအဲဆိုရင်ဒီမှာ he food ခဆိုရင်ကအရေးပြားကိုကုတာရဲ့ပေါ့နော်ဈေးရုံပေါ့နော်အရေးပြားကုတာရဲ့ဌာနပေါ့အဲဆိုရင်ဒီဟာလေဟာဒါပါပဲ အတတောကအတူတူပဲဒါပေမဲ့အများပိုင်းသုံးတာကကျတော့ဒီဟာတာကိုပို့ပြီးတော့မှသုံးနေပေါ့နော်။တစင်းနောက်တစ်လုံးကကျတော့ဒါကျတော့အီတအီတပေါ့နော်အီတပြင်ပြားဆိုတဲ့အတိတ်ပဲရှိပါတယ်။အီတသူ့ရဲ့ဥယျာမီကကျတော့ဘန်ပေါ့နော်ဘန်ဘန်ပေါ့နော်ဒါဆိုဒီမှာတစ်ပင်တစ်ပင်ကိုပြန်ပြီးတော့မှဒါကျတော့ hand ပေါ့နော်ပြန်ပြီးတော့မှထွင်ထားတဲ့အရာတွေဆိုရင်ကတော့ပြင်ပြားဖြစ်သွားတာပေါ့တစ်ပင်တစ်လုံးတွေကိုပြန်ပြီးတော့မှအချောတက်တဲ့ဆိုရင်ပြင်ပြားဖြစ်သွားတယ်ဟုတ်တယ်မလားဆိုရင်တစ်ပင်ကိုပြန်ပြီးတော့မှထွင်လိုက်တဲ့အချိန်မှာကျတော့ပြင်ပြားဖြစ်သွားတယ်ဆိုပြီးတော့မှကျမတို့မှတစ်ပင်ပေါ့နော်ဒါကျတော့အီတအီတအဆိုရင်ဒီခုခုပေါ့နော်ခုခု ဘန်ဖြစ်သွားမယ်ပေါ့နော်ဒီအနေရောင်နဲ့ခုခုဘန်ဆိုတော့အနေရောင်ပင်ပြားဆိုတော့ကြောက်တင်ဘုံပေါ့ခုခုဘန်အနေရောင်ပင်ပြားဆိုတော့ကြောက်တင်ဘုံဖြစ်သွားပါလေခုခုဘန်ဆိုရင်ဒါ ita ခုခုဘန်ရမယ်နော်ဒါဆိုရင်နောက်တစ်လုံးကကျတော့ဒီဆေးပေါ့နော်ဆေးနာရုသူရဲ့ခုယောင်မိကကျတော့နာရုဖြစ်လာသည်ဆိုတဲ့အဓိပ္ပာယ်ပြီးကျတော့သူကဖြစ်လာသည်တခုခုအောင်မြင်လာသည်ဖြစ်လာသည်အဲ့လိုနေရာမှာတုံးတယ်ပြီးတော့ဆေးခိုးတော့ပေါ့နော်အောင်မြင်တယ်ဆိုတဲ့ ခန်းကြီးလေးပေါ့နော်ဖြစ်လာသည်ဆေသူရဲ့အုံယုံမြင်ကကြတော့ဆေအဲ့ဆိုရင်ဒီမှာဘုန်းနဲ့ပေါက်လိုက်တဲ့အချိန်မှာကျတော့ဆေဘုန်းပါဝင်ပစ္စည်းပေါ့နော်ဆေဘုန်းပါဝင်ပစ္စည်းရှုဆေဘုန်းဆိုရင်အဓိကပါဝင်ပစ္စည်းဒါဟိုဝတ်စကလုံးစကလုံးပေါက်ဆက်တဲ့ဟိုလိုမွန်နိုင်တီထဲကစကလုံးပေါက်ဆက်တဲ့ပုံစံမှာရှုဆေဘုန်းဆိုပြီးတော့မှကျမတို့မိကိုဟောင်းလုပ်ခဲ့ရလေနော်ဆေဘုန်းဒါကျတော့ပါဝင်ပစ္စည်းအဲ့ဆိုရင်ဒါကျတော့ဆေဂျင်းဆေဂျင်းရှိခိပေါ့နော်ဆေဂျင်းရှိခိအရွေရောက်လူငယ်အထိတ်မှတ်ပွဲဒါလေးကိုဂျပန်မှာဆိုရင်ကတော့ ဆရှင်နှစ်20နှစ်မှာ20နှစ်တချို့ဒေတာတွေမှာကျွန်တော်20နှစ်20နှစ်ပြည့်ရချိန်မှာလုတ်တာပုံများတယ်ပေါ့နော်အလပိုင်းရဲ့ဒုတိယအပတ်တနင်္လာနေ့မှာလုတ်ကြတဲ့ဈေးချင်းရှိခိပေါ့နော်ဒါလေးကဘဟုတုတအနေနဲ့ပြပြတာပါဈေးချင်းရှိခိအရွယ်ရောက်လူငယ်အထိမ်မပွဲပေါ့နော်အလပိုင်းနေ့တနင်္ရဲ့တလပိုင်းရဲ့ဒုတိယအပတ်တနင်္လာနေ့မှာလုတ်တဲ့ပွဲပေါ့နော်အဲဆိုရင်ဒီနောက်ခန်းကြီးလေးတစ်ခုကကြတော့ဒါကကြတော့ဆိုးဆိုတဲ့ဆိုးဆူပေရုပေါ့နော်ဆူပေရုဆူပေတေးဆူပေရုဆိုတာကစုစုပေါင်းအကုန်လုံးဆိုတဲ့အဓိပ္ပာယ်နော်စုစုပေါင်းအကုန်လုံးဆူပေရုသူရဲ့ ဥယျာဉ်မီကကျတော့ဆိုးပေါ့နော်ဒီဆူပဲရိုးကိုကျတော့ဒီခန်းကြီးနဲ့တော့တိတ်တော့မတုံးပေါ့နော်ဒါမဲ့ဆူပဲရိုးဆိုပြီးတော့မှဆူပဲသေးနေပဲပို့ပြီးတော့မှပြောတယ်ပေါ့နော်အပြင်မှာကျတော့ဆူပဲသေးအလုံးဒါမဲ့ဒီခန်းကြီးမှာလည်းဆူပဲရိုးဆိုပြီးတော့မှခုံယုံမီရှိတယ်ဆိုတာကိုမှတ်သားစီချင်ပါတယ်ဆူပဲရိုးဆူဆူပေါင်းအလုံးပေါ့နော်ဆိုးသူရဲ့ဥယျာဉ်မီကကျတော့ဆိုးအဲ့ဆိုရင်ဒီမှာပေါင်းတဲ့ဒီတွက်ချက်တဲ့စကလုံးနဲ့တွက်လိုက်မယ်ဆိုရင်ကတော့ဆိုးခေဆိုးခေဆူဆူပေါင်းကိုတွက်လိုက်တာဆိုတော့ဆူဆူပေါင်းပေါ့ဆူဆူပေါင်းအကုန်လုံးဆူဆူပေါင်းဆိုပြီးဆိုးခေအဲ့ဆိုရင်ဒီမှာဆိုးကောပြောင်း စိုးကောပြောရင်အစိဒီမှာစုစုပေါင်းအကုန်လုံးပေါ့နော်စုစုပေါင်းတွေ့နေစုစုပေါင်းနေတွေ့တယ်ပေါ့နော်ကိုက်ညီတယ်ပေါ့နော်စုစုပေါင်းကိုက်ညီတဲ့ဆေးရုံဆိုတော့အထွေထွေကုတတဲ့ဆေးရုံပေါ့အထွေထွေဆေးရုံအထွေထွေယောဂဆေးရုံပေါ့နော်အထွေထွေယောဂဆေးရုံအကုန်လုံးကုတတဲ့အထွေထွေကုတတဲ့ဆေးရုံပေါ့နော်အဲ့ဆိုရင်နောက်တစ်လုံးကကြတော့ဒါကြတော့ဒီမှာတူတူနူဦးတူတူနူဦးအစင်တင်ဖြစ်ပြီးအတင်ပြင်ထားပြီပေါ့နော်တူတူနူဦးဒီမှာဒါလေးကပန်းစီပန်းစီကိုမှဒါလေးက ထုရိုက်တဲ့ခန်းကြီးလေးပေါ့နော်ဒါမဲ့ဒီမှာကျတော့ပန်းစည်းကိုထုရိုက်ပြီးတော့မမှန်ကန်ကန်နဲ့အတင်းဖြစ်အောင်ပြင်ထားရဲဆိုပြီးတော့မှကျမကတော့ဒီလိုမှတ်တယ်ပေါ့နော်ဒါမဲ့အတိတ်ပြတော့မရှိဘူးဒါမဲ့ခန်းကြီးကိုခွဲချမ်းဆိတ်ပြလိုက်မယ်ဆိုရင်ဒါလေးကတော့ဒီတာပါဆိုတဲ့ပန်းစည်းပေါ့နော်အစည်းဆိုတဲ့ခန်းကြီးလေးအဲ့ဆိုဒီဘေးနားဟာကျတော့ဒီထုရိုက်တီးဆိုတဲ့ခန်းကြီးလေးဖြစ်တယ်ပေါ့နော်အောက်ကဟာကျတော့မမှန်ကန်ကန်ဆိုတော့ကျမတို့ဘတ်တကီကဒီလိုမှတ်တယ်ပေါ့နော်ဒီပန်းစည်းလေးကိုထုရိုက်ပြီးတော့မမှန်ကန်ကန်နဲ့အတင်းပြင်အောင်လုပ်ထားဒီပေါ့အတိတ်ပြတော့မရှိဘူးပေါ့နော်ဒါကဒီတိုင်းပြပြတာပါအဲ့ဆိုရင်တိုးတိုးနို့အတင်းအတင်း ောင်ပင်သားဒီအစင်းတင်ပင်သားဒီအဲ့ဆိုရင်တော့ဒါကျတော့ဆေရီခန့်သူ့ရဲ့ဥယျာဉ်မီကဆေးရှိပါတယ်ဆေးပေါ့နော်တိုတိုနိုဦးကခုယျာဉ်မီဖြစ်ပြီးတော့မှဆေးကဥယျာဉ်မီပါအဲ့ဆိုရင်ဆေရီခန့်ဆေရီခန့်ဆိုရင်တုန်ကင်နံပါတ်တုန်ကင်လက်မှတ်ပေါ့နော်တုန်ကင်လက်မှတ်ပြောချင်တာတုန်ကင်လက်မှတ်ဆေရီခန့်အဲ့ဆိုရင်ဒီမှာကျတော့ဂျွန်ဘီရဲ့ဘီပေါ့နော်ဂျွန်ဘီရဲ့ဘီဒီအစင်းတင်ပင်ဒီသူကလည်းအစင်းတင်ပင်ပင်စင်ဒီဆိုတဲ့ခန်းကြီးပဲဖြစ်တဲ့အတွက်ကြောင့်မလို့တို့ညောင်ကိုပေါင်းလိုက်တဲ့အချိန်မှာလေဆေဘီဆေဘီသူကကျတော့ပင်စင်ဒီ သူကကျတော့အဆင်ပြေဖြစ်ဖို့ပြင်ဆင်ပြီးဆိုတော့ JB ဆိုတော့ပြုတ်ပြင်ထိမ့်သိမ့်ထားဒီပေါ့နော်ပြုတ်ပြင်ထိမ့်သိမ့်ချင်းပေါ့နော်အဆင်ပြေဖြစ်ဖို့အတွက်ပြင်ဆင်ပြီးဆိုတော့ပြုတ်ပြင်ထိမ့်သိမ့်ဒီအမြင်နဲ့အဆင်ပြေဖြစ်နေဖို့အတွက်ပြင်ဆင်တာဆိုတော့ပြုတ်ပြင်ထိမ့်သိမ့်ပြီး JB အဆိုရမယ်နော်တိုတိုနိုဦး JB can JB အဆိုရနောက်ဆုံးတစ်လုံးကကျတော့ထေရုထေရဆုအလင်းပေးဒီမိမောင်းထုတ်ပြဒီဆိုတဲ့အဓိပ္ပာယ်ဒီမှာနေအောင်ပေါ့နော်နေအောင်ကိုဒါကျတော့မေရှိစာဒီပေါ့နော်မေရှိစာဒီပြီးတော့မှဒီမှာအလင်းတွေဖြာထွက်သွားတယ်ပေါ့နော်အဲ့လိုမျိုးနေအောင်ကိုတောင်မှ စားသွားနိုင်တဲ့အလင်းရောင်ဖြာထွက်သွားတယ်အဲ့လိုမျိုးမှတ်တယ်ပေါ့နော်ပုတ်တက်ကြပါဒါမင်းသားကလည်းကိုယ့်နဲ့ကိုမမိတယ်လို့မလို့ရပါတယ်ကျမတို့ဒီမှာနေရောင်ကိုတောင်မှဒီမှာစားရပါတော့ဒါမင်းရှိဆိုတော့စားစားသွားနိုင်တဲ့အလင်းရောင်ဆိုတော့အရန်ကိုလင်းတဲ့အလင်းရောင်ပေါ့နော်နေရောင်ကိုတောင်မှကြော်သွားနိုင်တယ်စားသွားနိုင်တယ်ဆိုတော့အရန်ကိုလင်းတဲ့အလင်းရောင်အဲ့လိုမျိုးမှတ်တယ်ပေါ့နော်ဒါထေရာစုထေရုရှော့သူ့ရဲ့ဥယုံမြင်ကရှော့ရှိပါတယ်ထေရုထေရာစုသူ့ရဲ့ဥယုံမြင်ကရှော့အဲ့ဆိုရင်ဒီဟာကလေပဲအခါတို့ကြီးပေါ့နော် လင်းဒီဆိုတဲ့ခန်းကြီးလေးပဲအဲ့ဆိုရင်တို့နှစ်ခုကိုပေါင်းလိုက်တဲ့အချိန်မှာကျတော့ရှော်မေရှော်မေတောက်ပါချင်းပေါ့နော်ရှော်မေဆိုလို့ရှော်မေစီဒီဒီဘက်မှာဆိုရင်ဒီမီခလုတ်တွေမှာဆိုရင်ရှော်မေဆိုပြီးရေးထားပါတော့ရှော်မေအဲ့ဒါကျတော့ဒီမီခလုတ်ဖွင့်နေပေါ့နော်မီကိုအဲ့ခလုတ်ကိုနှိမ့်လိုက်လို့ရှိရင်မီလင်းသွားအဲ့လိုမျိုးခလုတ်ကိုရှော်မေဆိုပြီးရေးထားတာတွေ့ရမှာပါရှော်မေရှော်မေတောက်ပါချင်းပေါ့နော်မီဖွင့်လိုက်တာတောက်ပါအောင်မီကိုဖွင့်လိုက်တဲ့ခလုတ်ဆိုတော့ရှော်မေဆိုပြီးအဲ့လိုမျိုးခလုတ်မှာရှော်မေဆိုပြီးရေးထားပါတော့ရှော်မေတောက်ပါချင်းအဲ့ဆိုရင်ဒီမှာတိုင်းရှော်တေခိ တိုင်းလျှောတိခိပေါ့နော်တိုင်းလျှောတိခိကကြတော့ဒီစန့်ကျင်ဘက်ဖြစ်တော့နိုင်ရှင်ချင်းပေါ့နော်ရှာတိုင်းလျှောတိခိနိုင်ရှင်ချင်းအဖြစ်စန့်ကျင်ဘက်ဖြစ်တော့ဆိုတဲ့ဒီတိုင်းပေါ့နော်ဟန်တိုင်းဆိုတဲ့အချင်းကြတော့စန့်ကျင်ဘက်ဖြစ်တော့နိုင်ရှင်ချင်းအဖြစ်ဆိုတဲ့အတိပ္ပိလေးဖြစ်သွားပါတယ်